အားလုံးပဲမင်္ဂလာပါဗျာအကျွန်တော်အခုဆိုလို့ရှိရင် Leaf Motor မြန်မာရဲ့ဂုံရရတဲ့အခိုက်အတန့်လေးတစ်ခုကိုကျင်းပပြုလုပ်နေတဲ့ပွဲလို့ရောက်ရှိနေရပဲဖြစ်ပါတယ်။ဘာလေးဖြစ်မလို့ဆောင်းတော့ကြည့်ရအောင် ီပွဲလေးကတော့မြန်မာပထမဦးဆုံး EV SKD ဖြစ်တဲ့ Leaf Motor T03 ကိုဝယ်ယူအားပေးခဲ့ကြတဲ့ customer တွေကိုကအနှံ့နဲ့အခမ်းအနားလေးပဲဖြစ်ပါလေဗျာကျွန်တော် Leaf Motor မြန်မာဆိုတာကတော့ကျွန်တော်ဒီဟန်ဂျိုးပြည်နယ်မှာအခြေစိုက်တာဖြစ်ပြီးတော့တကယ် Vocalist Engineer တွေလည်းကျွန်တော်စုဦးတီထွင်သူတွေကပေါင်းပြီးတော့2015ခုနှစ်မှာစတင်ခဲ့တာဖြစ်တယ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံကို2023ခုနှစ်မှာ Leaf Motor မြန်မာကတဦးရက်ကိုယ်စားလှယ်အနေနဲ့တရားဝင်ဖြန့်ဖြူးရောင်းချပေးနေတာဖြစ်တယ်အခုဆိုလို့ရှိရင်တော့ကျွန်တော် Leaf Motor T03 လေးကို SKD အဆင့်အထိကိုပေါ့နော်ဖြန့်ဖြူးရောင်းချပေးနေခဲ့ပြီဖြစ်ပါလေဗျာ

ော့ customer တွေကိုကန့်အနေနဲ့အချိန်မှလဲပေါ့နော်ကျွန်တော်တေချာလေးပေါ့နော်ကားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတေချာလေးရှင်းပြရတယ်ပြီးတော့ charging twin တာအစား charging demonstration တွေအစားတေချာလေးလုပ်ပြပေးတယ်ဒါအပြင်ကို customer benefit အနေနဲ့ဘာတွေရရှိမလဲဆိုတော့ဒီပေါ့နော်လက်ရှိကားအန်လိုက်တဲ့အချိန်အနေစာပြီးတော့နောက်ထပ်3လတိုင်တိုင်း10ချိန်အထိအခမဲ့အာသွင်းခွင့်ရရှိမှာပဲဖြစ်ပါတယ်ဗျအဲ့ဒီအာသွင်းရမယ့်နေရာကတော့ကျွန်တော်မြကျွန်းသားရှိမှာရှိတဲ့ MG charging station မှာ10ချိန်တိုင်တိုင်းအာသွင်းခွင့်ရရှိမှာဖြစ်ပါတယ်အဲ့10ချိန်ကတော့3လအတွင်းမှာတွင်းရမှာပဲဖြစ်ပါတယ်တကယ်လို့ပေါ့နော်ကျွန်တော် limiter D03 3လို့သဘောကျလို့နောက်ထပ်ကားစီးဝယ်မယ်ဆိုလို့ရှိရင်လည်းနောက်ထပ် customer benefit အနေနဲ့ဘာရှိမလဲဆိုတော့တကယ်လို့ပေါ့နော်ဒီ customer တွေကနောက်ထပ်ပေါ့နော်ကားစီးဝယ်ခြင်းနဲ့ limited 03လေးဝယ်မယ်ဆိုလို့ရှိရင် cashback အနေနဲ့ကျွန်တော် promotion တွေလည်းထပ်ပြီးတော့ပေးသွားပါတယ်ကြာ ဒီမော်တာမြန်မာအနေနဲ့ဆိုလို့ရှိရင်လက်ရှိမြန်မာနိုင်ငံကို C01 နဲ့ C11 နဲ့နောက်ပြီးလို့ရှိရင် T03 တွေကအစရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီထက်ကနေမှကျွန်တော်လီမော်တာ T03 လေးကို EVSKD နေနဲ့ထုတ်လုပ်တာဖြစ်တဲ့အတွက်တကယ်ကိုခွန်ယူဝမ်းမြောက်ဖို့ကောင်းပါတယ်ဗျာ။အဲ့ဒီတော့ EVSKD ဖြစ်တာဖြစ်တဲ့အတွက်သူ့မှာအားသာချက်တွေကသုံးစံတိုင်းဘာရရမလဲဆိုတော့ရန်ကုန်လိုင်စင်ရရမယ်0ကီလိုရရမယ်ပြီးလို့ရှိရင်အားလုံးစိတ်ပူနေတဲ့ After Sales Service တွေ Spare Part အပိုင်းတွေကလည်းလုံးဝစိတ်မပူရတော့မယ့်အပိုင်းလေးမှာရှိတယ်ပေါ့နော်။အဲဒါလေးကတော့သူ့ရဲ့အားသာချက်လေးတွေပဲဖြစ်ပါတယ်ဗျာ။နောက်ပြီးလို့ရှိရင်လီမော်တာမြန်မာကိုလည်းမြန်မာပထမဦးဆုံး EVSKD အနေနဲ့ ထုတ်လုပ်နိုင်တဲ့အတွက်ကိုလည်းဂုံယူဝမ်းမြောက်တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ပြောချင်ပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါတော့ကျွန်တော် just strike ကထချုံပါသက်သာမယ်3 2ဒါဖုတ်တိုင်ပါလို့ပါ1 go အဲ့ဒီထဲကနေမှာဆက်ပြသမယ် sorry